လူတွေကိုဘုံမှတွေ့ကြတာအခုမင်းကပြုမဲ့ကိစ္စတွေကိုသတိနဲ့လုပ်နေတယ်ဆိုတော့ဥဒ္ဓမသာရပြောတဲ့စကားဆိုရင်တော့တို့ကဓမ္မနုပဒနာပေါ့ကွာရှုစဲရှုစဲမြင်စဲဆင်ញင်စဲနဲ့ဟလာပြက်စဲခဏဉာဏ်သက်ရအောင်ဓမ္မပညာကိုစီပါဆိုတဲ့အတိုင်းပဲလုပ်နေတာကောင်းပါတယ်ဒါဘုံမောကတော့ဟိုဒါညင်းစရာမရှိအဲတတဝါတိုင်းဟိုလောဘဒေါသမောဟရှင်းနေတော့လောဘဒေါသမောဟချုပ်တဲ့နေရာ တော့တော့မောင်ကကင်းတဲ့သဘောဒါတို့တွေလောက်ရမှာလေအဲ့တော့ကောင်းတယ်ဘုံဘုံလို့ကျင်တော့ဟိုတို့စာပေမှာကတံကရဏီယံဆိုတာရှိတယ်ငါလည်းကောင်းကောင်းတော့မကျွမ်းပါဘူးကတကယ်တော့ဟောတပြိတော့မှအာထုံရံမလို့တော့ပြီးပြီးတော့မှအဲကျုပ်ရဲ့ကိစ္စမရှိတော့ပါဆိုတဲ့စကားလေးရှိတယ်ကွာတဲ့လားအဲ့ဒါညံကိုပြောတာကွာလူတွေကအဲ့ဒါကိုနားမလဲတော့သူကကံလုတ်တွေကိုပဲ အာလောက်ရမှာပဲအကံကောင်းခြင်းနေအတန်မြာဆက်ဖို့တွေးနေတာအမှန်တန်မြာဆက်ချင်းရတ်တယ်ဟလာဟိုနောက်ထပ်ကိစ္စမရှိတော့ဘူးကိစ္စကုန်ပြီဆိုတော့ညံနေဆိုင်တယ်ဟိုတို့ပါဇက်ကပြောတဲ့ကံနေရတော့ရှိကောင်းလဲရှိမယ်လုကောင်းလဲလုမယ်ဒါပေမဲ့အပင်မရောက်နိုင်တော့ကိုယ့်ရဲ့အပြုအမူဟာခိတခဏဘုကောသောတာပန်သောတာပန်လောက်ဟောမဖြစ်တာလဲမင်းဥစားရပါဘူး ်ဒီတော့ကတည်းကရှင်းပါတယ်ဗျာရေဝတ်တာအေးမဟုတ်ဘုံကမင်းစီအားတရားဆရာတော့ဘုံကတော့နောက်ကမျိုးကြီးမျိုးလာနေတာလေးမရိတ်တာတွေကထိုင်ဝမ်ရိတ်တာတွေအဲ့ဒါတွေကလာနေတော့ဘုံကချိန်းတယ်ကောင်းပြီအဲ့တော့အခုသာတာအခုပြောလောက်ကိုသူရကိုကို ပြောလောက်ကိုနားထောင်အားဖြင့်အလုတ်တွေမငိမ့်သေးဘူးအလုတ်တွေမသိမ့်သေးဘူးအဲညံမငိမ့်ရင်တော့အဲအကံမသိမ့်ဘူးကွာညံငိမ့်ပြီဆိုရင်တော့တော့အဲခုနပြောလို့ခဏ အဲလုံအောင်မဲ့အလုပ်တွေတော့လုပ်ကြတယ်တဲ့ခုနလိုပေါ့ခုနလောမဒေါသရှင်တဲ့အလုပ်တွေကိုတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထားသွားတယ်ပေါ့ကွာအဲ့တော့ဒါဘုံဘုံကြောက်ဘူးအခုတော့သားလုံနေတဲ့မင်းရဲ့သဘောရဆိုရင်ညံပြောင်းကံပြောင်းတော့သိကြတယ်ဟုတ်တော့နော်အညံဆိုင်တဲ့သဘောအဲခန္ဓာကိုညံဆိုင်တဲ့သဘောတွေတော့အမြဲတမ်းအထုတ်နိုင်လာပြီအဲ့တော့မင်းမှကုသိုလ်တွေကငကိုရဆိုင်ပူလာလိမ့်မယ်မင်းဟိုအရင်နဲ့ဆိုင် လုံးလုံးငိမ့်တာမဟုတ်ပါမယ်မင်းမအေးသွားပြီပေါ့ကွာသူကတို့မိုးကုတ်မှာစကားလေးတစ်ခုရှိတယ်ကွာအဲဘလို့လဲလောင်စာတိမ့်ရင်မိငိမ့်နေပေါ့ကွာတလားအဲမင်းမလောင်စာလောင်စာတော့တိမ့်နေအေးလောင်စာတော့မတိမ့်သေးဘူးဒါပေမဲ့မိငိမ့်အောင်ကြိုးစားနေတယ်ပေါ့အဲတပီးတော်ကတော့အဲ့ဒီစကားကိုယူပြီးနှားပြီးတောင်းရမယ်ဆိုရင်တပီးတော်တို့တွေကဟွာလေအဲ မိကတောင်ပြင်းတောက်တာလဲလောင်စာထည့်ပြင်းထည့်ပြင်းလို့အဲတော့တပည့်တော်တို့လောင်စာလျှော့တာနဲ့မိကလည်းမိတောက်လည်းညော့အေးပေါ့အေးပေါ့ဒါမတော့အဲ့ဒီအဲ့ဒီအစင်ကိုတော့အဲ့ဒီကိုအဲ့ဒီကိုရအောင်စူးစမ်းတောင်းတယ်တောင်းတယ်တပည့်တော်ခုနစကားခံတဲ့ gradually ဆိုရတာလေအေးအေး gradually မဟုတ် gradually gradually ဆိုတော့တော့ဘုမနည်းနည်းအိုက် sorry အဖေနာနာအေးအေးပြောပြောပြော gradually ပြဖြည်းဖြည်းချင်းပေါ့နော်ဖြည်းဖြည်းချင်း G R A D U A L L Y graduation ဟုတ်ကဲ့ gradually ပေါ့ဟုတ်အေးအေးဟုတ်ပြီဟုတ်ပြီမှန်ပါကောင်းပါလေကြီးကြီးပါအဲ့တော့ထဲထဲလေးတောက်လေးပဲပေါ့နော်အဲ့တော့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့လောလောဆယ်တောက်နေတဲ့မီးတောက်ကြီးကိုကနေငိမ့်မို့ရတော့မလွယ်လောက်အောင်တပီတော့တပီတော့အနေနဲ့ပါမလွယ်လောက်ဘူးအဲ့ကျတော့ဘာတော့လုံးလို့ရလဲဆိုတော့ လောင်စာတတန်ရာလုံးခုထိပေါ့လေလောင်စာထည့်ပြီးရင်ထည့်လာကိုကိုထည့်ထည့်လို့ထည့်မှန်းတော့မသိမသိဘူးအခုကံကောင်းပြီးတော့ဆရာသမားနဲ့လည်းတွေ့တယ်တရားနဲ့လည်းတွေ့တော့ဩငါတောက်လျှောက်ထည့်မိနေပါလားထည့်ပြီးရင်ထည့်မိနေပါလားပြီးတော့ကိုကြီးအောင်လုံးမိနေတယ်ဒီလောင်စာတွေကိုထည့်မိနေပါလားဆိုတာတဘောပေါက်ခါလာပဲရှိပါလေဟုတ်ပေါ့ဆိုတော့အဲ့တော့အဲ့ဒီမက်ဂနက်ဇမ်အဲ့ဒီဖြစ်စဉ်ကိုပြီးတော့နားလည်သွားတော့ အဲတပည့်တော်ကဒီအာယုံနေပေါ့လေအာယုံနေနောက်ကိုလိုက်မိလေလေအဲအဲ့အာယုံနေတပည့်တော်ကတင်းစီရဲ့နှမျိုးတင်းစီရဲ့ပေါ့ဗျာဟင်းဟင်းပထမကြီးချိုက်စရာလေးနေနဲ့တင်းစီရဲ့ဟင်းဟင်းနောက်နောက်တမျိုးကတော့ဒီအာမနှစ်သက်ဘူးဆိုပြီးတော့မချိုက်စရာအာယုံနေနဲ့တင်းစီတာနောက်တစ်ခါပြန်တွေ့ရင်လည်းဒါကြီးဒီအာကြီးနဲ့ဒီမှတ်မှတ်ထားတဲ့ဒီ မှတ်ထားတဲ့အသည့်တွေနဲ့ပြန်ပြန်ပြီးတော့ကိုက်ပြီးတော့အာကြိုက်တဲ့ဟာဆိုရင်ဆွဲယူလိုက်မကြိုက်တဲ့ဟာဆိုပြန်ကန်ထုတ်လိုက်နဲ့ဒီဟိုဘက်ဆုံးရောက်လိုက်ဒီဘက်ဆုံးရောက်လိုက်ပဲမြဲဖြစ်မြန်ပြောင်းသွားရင်မြန်ပြောင်းသွားရင်အဲ့ဒီအဲအခါကရှုအခါကကြည့်ရမယ်သဘောတွေအားလုံးကိုတစ်ချက်တည်းပယ်တက်လို့ရတယ်လို့ရောယုံကြည်သလားအမှတစ်ချက်တည်းပေးတတ်လို့ရတယ် อ๋อหว่าเลยตะบี้รออเนเนี่ยก็โหน้าแหลมหมู่ก็แลพุ่งท้ายสุบิ๊ดบ่เนาะ0อ่ะนี่100กู0อยากไห้น้องอ่ะนี่100ตรงยาอยากไห้น้องอ่ะ100อยากไห้น้องด้ายเลยสุบิ๊ดยาวผู้ก็แล้วนี่รอตั๋วတော့ไม่ล่วยหรอกเออตะบี้รอဖြည်းဖြည်းချင်းအခုสู้ซ้อมอ่ะบ่เลยအခုสุรราชเนี่ยครับสู้โลจินาแล้วสู้ราမျိုးပြီးတော့အရင်ဆုံး ကံပြီးနေရင်ပြအောင်ကြိုးစားကြိုးစားရတယ်အဲ့ဒီကံပြီးကိုဘုံမင်းကိုချင်းကြည့်ဟိုညံမျက်လုံးပြောင်းဖို့ပြောတာမင်းတို့ကကံမျက်လုံးနဲ့တွေ့တော့ခြားတော့တကြက်ကတရားဖြစ်ဖို့တော်တော်ဆောင်းရတယ်လို့ထင်တာလေဘုရားရဲ့ဓမ္မမှာညံပြောင်းသွားတယ်ဆိုတာသင်ကနာကௌဒနူနာကြီးနဲ့ပဲဒါပေမဲ့ဘုရားစကားသုံးခွန်းပြောလိုက်တာနဲ့တိုင်းကနေသူသိလိုက်ဘူးโอเคငါရောက်ပြီသွားမယ်အဲဥချပါတယ်ဘုရားရှေ့ရောက်သေးမှလည်းသိတာပဲအဲ့မင်းမသွားနိုင်ဘူးမတားဘူးဘုရားသူ့အလုပ်ကိုပဲသူ့လုပ်သွားတယ် ဟိုကြောင့်ကြွက်ခတ်သေးတယ်ပေါ့ကွာတို့တော့ပြောရင်တော့ညံပြောင်းသွားဖို့လိုတာပေါ့လေအဲအဲ့ဒီလိုဒါဆိုတပီတော်နားလဲရလေးရှောက်ခွင့်ပြီးပြောအဲ့ညံတစ်ချက်တည်းတိုင်းနေဆိုပြီးပြောင်းဖို့အတွက်ကလည်းပြီးတော့ကံသေးတွေဝမ်းစာပေါ့လေဝမ်းစာသေးကိုပြည့်အောင်ဖြည့်ပြီးမှပဲပြောင်းနိုင်မှာပေါ့ဒါတပီတော်အဲ့ဒီအဲ့ဒီလိုရှောက်တာပါဗျာအဲ့ဒါလေမှန်တော့မှန်တယ်အလုံးစုံမမှန်ဘူးသွားဟိုတရားရအကြောင်းအကြောင်းတရား၄ပါးရှိတယ်ကွာ ဲ့ဒီမှာအဓိကအကြောင်းတရားတရားရအကြောင်းအကြောင်းတရားဟာဆရာမမားစီနဲ့ဆိုတာအဓိကပေါ့နှစ်ချက်ကအဓိကပေါ့ဆရာမှန်းမယ်ကွာအထုတ်မှုရှိရမယ်ကွာအဲ့ပြည့်စုံတာအဲ့နှစ်ချက်ပြည့်စုံရင်တော်ပြည့်စုံတယ်ခုနကပြောလို့မင်းညာတပညာဖြစ်ဖို့တိရညာပညာဖြစ်ဖို့ပါဏပညာဖြစ်ဖို့ဉာဏ်နဲ့အချက်လက်တွေတော့ရသေးတယ်အဲဘုံသီးလောက်ပေါ့ကွာဆရာမှန်းရင်အပေတောင်လာတတ်တယ်လို့ဆရာမှန်းရင်သူတည်သွားမသူတည်သွားခြင်းမဟုတ်ပေမဲ့အဲသူ့ရဲ့ဉာဏ်ကို ကိုကပြန်ပြီးတော့ခံစားပြီးတော့လိုက်လိုက်တဲ့ခါမှာတော်တော်မြန်နေလို့စာပေမှာကောအဖုံလိလာရသမျှရောအဲ့ဒါလေးတော့မြင်မိတယ်ပေါ့ကွာသူကနှစ်ချက်ပေါ့ကွာအဲငါလည်းပါဠိတော်လူပြောတော့ပြောပြခြင်းနဲ့အဲရှိတယ်ကွာအဲ့ဒါနှစ်ချက်ရှိတယ်ထားတော့ကွာအဟိုနှုတ်ထဲမှာလောလောဆယ်တော့ပြောပြလို့မရတာကဆရာမှန်ပြီဆိုရင်ပို့ပြီးမိဆက်တယ်လို့ပြောမှာပေါ့ကွာအခုမင်းလဲဟိုဥဒ္ဓမသားနဲ့တွေ့တော့မင်းကိုမင်းကိုကျင့်နှက်မှုတွေ အာရမှုတွေရှိလာတယ်မလားအဲတတိတော်ကတော့ကိုကိုကဘလို့စာမွေးစစ်လဲဆိုတော့လေအေးအေးအာအမြင်ရတဲ့ဘလောက်လောဘတတ်နိုင်လဲပေါ့လောဘရှော့နိုင်လဲအမြင်ရတဲ့ဒေါသကိုဘလောက်ထိန်းနိုင်လဲဒါနဲ့ပဲတိုင်းတာပေါ့လေအဲ့လိုတိုင်းတဲ့အခါမှာအာဒေါသအရင်တော့အတိုင်းဒုံရင်ဒုံရင်ပဲထွက်နေတော့ဒေါလောဘအရင်တော့အတိုင်းတက်ရင်တက်ပြီးတက်နေတော့မယ်ဆိုရင်တော့ဒါအာခုနဆက်ရအောင် ဒီအားလုံးအားလုံးကိုကနေတဲ့အချက်လက်တွေအားလုံးကလူရင်းမရောက်သေးလို့ပေါ့လေအခုကိုကကို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 စစ်တယ်စိတ်ပိုင်းပေါ့ဗျာစိတ်ပိုင်းဒီဒေါ်လာလေးတွေဘယ်တော့ခါတိုင်းဒေါ်လာထွက်နေကြဟာကိုဒေါ်လာမထွက်တဲ့ထိန်းနိုင်သွားတယ်ပေါ့ အခါတိုင်းအခုလိုမျိုးစိုးရင်ကြောင်းကြရောက်တယ်စိတ်မကောင်းစရာနဲ့ဆိုရင်ကိုကပါရောစိတ်မကောင်းလိုက်တယ်။ငူညီခြင်းနဲ့ဆိုတဲ့စိတ်နဲ့လုပ်ပေမဲ့လည်းကိုကကြောင်းကြရည်စိုက်ပြီးတော့တောကရောက်ပြီးတော့ကူညီနေရတာပေါ့လေစေတနာဝေဒနာဖြစ်နေတာ။အခုတော့နားလေလာတယ်။အဲဆိုတော့သူ့အမှုမငြိမ်းနိုင်တဲ့မငြိမ်းနေနိုင်တဲ့ပြင်ကိုပါရောအမှုအမှုတွေလောင်ပြီးတော့သူလည်း ခုကိုမကယ်နိုင်ကိုသူမကယ်နိုင်နေဖြစ်နေရရောက်တယ်ဆိုတာလေတောင်မေ့မြောင်မေ့မကယ်နိုင်ရလားဒါဒါတော့တိုးတက်လာရင်တော့သိကြရဲစေ။သိကြတာတော့တပည့်တော်ယုံကြည်တာပေါ့လေ။သိကြရဲဆိုတာယုံကြည်တာတော့ဒါဒါတဲ့နေပြီပေါ့။နန်းချောင်းတဲ့။